ဆရာကိုလေးအင်းဝကုံရများမျက်နှာကျက်မှာဖိဖိုများနှုတ်ဆက်နေရလားမသိဘူးလို့စိတ်ထဲကထင်လိုက်မိတာပါဖိဖိကအမြဲတမ်းပြုံးပြပါတယ်အဲ့ဒါဒီအပြုံးဒီဖိဖိရဲ့တင်ကြတာတစ်ခုပါပဲဖိဖိကအင်မတန်မှတပည့်တွေပေါ်မှာလဲမြေတာစေတနာဂယုနာအချင်နာတန်ရုံးစဉ်အင်မတန်မှကြီးတဲ့ဆရာတယောက်ဖြစ်တယ်လို့ ်ကျမတို့သားသမီးတွေအပေါ်မှာလည်းစိတ်ချမ်းသာမှုအမြဲတမ်းပေးပါတယ်ပါပြောအမှန်တော့မသိတော့ပါဘူးဒီစကားတွေကမပြောချင်ဆုံးစကားတွေပေါ့နော်ဖေဖေက2024အောက်တိုဘာမှာအောက်တိုဘာနိုဝင်ဘာပေါ့ကျမတို့ညီမနှစ်ယောက်ကိုမှားပါတယ် ဲ့တော့ကဖေဖေကကြမ်းကြမ်းမမကြီးပဲရှိပါသေးတယ်။တမီးတဲ့တကယ်လို့ဖေဖေသေးခဲ့တယ်ဆိုလို့ရှင်ရတော့ဒေါက်တာအောင်မြင့်ဦးရေးပေးထားတဲ့ဂုံပြူမှတ်တမ်းလေးရှိပါတယ်တဲ့။ဆရာကြီးဦးတင်မိုးရေးပေးထားတဲ့ကြပြလေးလည်းရှိပါတယ်တဲ့။အဲ့ဒီကြပြလေးတွေကိုစအုပ်အဖြစ် လာတဲ့သူတိုင်းကိုဖေဖေကဝေပေးစီခြင်းပါတယ်တဲ့။ ဟိုကျမကတော့လက်ခံလိုက်ပါတယ်ဖေဖေစိတ်ချပါဖေဖေဖြစ်ချင်တဲ့ဆန္ဒကိုတမီအသက်နိုင်ဆုံးလုပ်ပေးပါမယ်လို့ကတိပေးလိုက်ပါတယ်နောက်တစ်ချက်ကကြတော့အဲ့ဒီတစ်ချက်ကကျမဝမ်းအနေဆုံးပါဖေဖေတည်သွားလို့ရှင်ရတော့တဲ့ဒီຢာတွေကဘာမှမဟုတ်တော့ပါဘူးတဲ့တကြောင်မလို့ဖိတ်စာထဲမှာတမီမီမီရောတမီရဲ့အန်တီရောနှစ်ယောက်စလုံးရဲ့နာမည်လေးကို ထည့်ပေးပါလို့ပြောပါတယ်။ရပါတယ်ဖေဖေတမီးကလည်းဖေဖေမပြောခင်ခဲ့တဲ့တမီးထံမှာတမီးစိတ်ထဲမှာရှိပါတယ်လို့ဖေဖေကိုကျွန်မကတိပေးလိုက်ပါတယ်။ဖေဖေကလူတိုင်းကိုတားတမီးတွေမှာမဟုတ်ပါဘူးဖေဖေရဲ့တပည့်တားမီးတွေအကုန်လုံးကို စိတ်ချမ်းသာစေတဲ့အဖေတယောက်ပါဆရာကောင်းတယောက်လည်းဖြစ်ပါတယ်။ ေပေကဘသူ့ကိုမှလေတမမနဲ့မဆူဘူးပါဘူး။ငေါက်တန်လဲကျမမကြားဘူးပါဘူး။ကျမနဲ့ဖေဖေနဲ့ကနေရတာကျမငငယ်လေးသုံးတန်းနှစ်ကလေးကဖေဖေနဲ့ကျမနဲ့ပွဲကွာတောင်းခဲ့တာပါ။ဒါပေမဲ့အခုနောက်ပိုင်းအဲຫນွေຈောင်းပိတ်တိုင်ຈောင်းပိတ်တိုင်ကတော့ကျမဖေဖေစီကိုအမြဲတမ်းလက်ပြတ်တာပေါ့။ဒါပေမဲ့ဖေဖေနဲ့အမြဲနေပြတာကတော့2022 ဖီဖီနေမကောင်းဘူးနေမကောင်း6တော့ကျိုးတယ်ဒါကြောင့်မလို့ဖီဖီကတမီးလာတယ်ဆိုလို့ချင်တော့ပိုကောင်းတာပေါ့ဆိုပြီးတော့မှ ပြောတော့ဖီဖီကိုအနီးကပ်ဆောင်းလျှောက်ပြစ်ပါတယ်ကျမမြန်မာစားဆရာမတယောက် ဖြစ်လာတယ်ဆိုရလေဖီဖီကတော့ခွေညီမြန်မာစားယူပါမြမစာနဲ့ပတ်သက်လို့ရှင် အမြင့်ဆုံးဘွဲ့ရအောင်လဲကြိုးစားပါ ဆိုပြီးတော့မှဖဖေကတိုက်တွန်းခဲ့ပါတယ်တိုက်တိုက်တွန်းတွန်းတွန်းတိုးစောစောလဲပြောခဲ့ပါတယ်ဒါကြောင့်မလို့ဖဖေဖြစ်စီခြင်းနဲ့ဆန္ဒကိုလဲကျမကျမလဲဝါသနာပါတဲ့အတွက်ကြောင့်မလို့အပတ်တကုတ်ကြိုးစားဖြစ်ပါတယ်ကျမဒေါက်တာပွဲရလာလဲဖဖေရဲ့ကျေးဇူးကြောင့်ပါပဲအခုလိုညီမကောင်းတဲ့ခါကျတော့ဖဖေကဇန်နဝါရီ23ရက်ကစေယုံတင်တယ် 25ရက်နေမှာ operation ကဝင်မယ်ဝင်မှာဆိုတဲ့အခါကျတော့ဝင်မဲ့ရက်မှာဒေါခွေးညီကတရားထိုင်တယ်လို့ဒါကြောင့်မလို့ဖိဖိကိုဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့မှညီကြည့်တော့ကလေးမျှဝေပေးပါဖိဖိမနေ့ပြန်ခွဲစိတ်ခံဝင်မယ်ဆိုလို့ရှိရင်ဖိဖိဘာဆိုတာမသိဘူးဒါကြောင့်မလို့ဖိဖိသိဖို့လဲပြင်ဆင်ပြီးပြီးသိခြင်းတရားကိုလည်း ရင်ဆိုင်ဖို့အစင်သက်မှာပဲဒါပေမဲ့ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့မှဖိဖိဘာမှမသိပါဘူးဒါကြောင့်မလို့တမီးတိတလောက်ဖိဖိကိုပြောပြပေးပါလို့ပြောလို့ကျမလည်းနည်းနည်းလေးပဲသိပါတယ်ရည်တဆက်ကလေးပါပဲကျမသိတယ်ဝိပဿနာရည်ဆက်ကလေးကိုရည်တဆက်ကလေးကိုကျမဖိဖိကိုမျှဝေပေးခဲ့ပါတယ်26ရက်နေ့မနေ့ကင်းရောက်တဲ့အခါကျတော့ operation မဝင်ခင်မှာဖိဖိတောင်းတာက ကျမနဲ့ကိုကိုညီပါဒေါခွေးညီနိုင်ဖိဖိကို တရားဟောပေးပါဖိဖိတည်ခြင်းတရားကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲတယ်မကြောက်ဘူးလို့ပြောသွားပါတယ်အဲ့တိုင်းပဲဖိဖိကလူနာစောင့်နဲ့တာသမီတွေရောနတ်တီကိုရောအလုံးကိုဖိဖိတတိရှိတယ်ဆိုတဲ့အကြောင်းကိုရဲရဲဝံ့ဝံ့လဲပြောခဲ့တယ်ရဲရဲရင်ရင်လဲ ရင်ဆိုင်ခဲ့ပါတယ်ဖေဖေကတည်ခြင်းတရားကိုအလွယ်တကူကျော်လွှားနိုင်ခဲ့ပါတယ်ဖေဖေဒီတည်ခြင်းဆိုတဲ့တောင်းကိုကျော်ခဲ့တာကတောင်းนี่အများကြီးပါပဲကျမထင်တယ်တောင်းအလုံး30လောက်မကပါဘူးမကြာခဏကိုအဲတည်ခြင်းတရားတောင်းကိုဖေဖေအမြင်နဲ့တက်ခဲ့ပါတယ်ဒါပေမဲ့လေဖေဖေကအမြဲတမ်းရက်စိမ့်နေတယ်ဆိုလို့ရှိရင်ဖေဖေအမြဲရွတ်တယ်အဋ္ဌာဏမိတန်ရွတ်တယ် ပြီးတဲ့ခါကျတော့ပမောခချုပ်ဆရာတော်ဘုရားကြီးရဲ့မေတ္တာပို့အမြဲတမ်းပို့ပါတယ်။ကျမသွားပြီဆိုလို့ရှင်လေကျမရဲ့တော်ခွေးညီဖယားစာရွတ်ပါဝိပဿနာတရားလေးနဲ့ပတ်သက်ပြီးတော့မှဖိဖိကိုညီတီတောက်ကလေးပြောပါဆိုပြီးတော့မှ ပြောပါတယ်အမြဲတမ်းလေဖိဖိနားလေးကိုသွားပြီးစင်တော်ခွေးတရားပဲဟောတော်ခွေးတရားပဲဟောဆိုပြီးတော့မှပဲ အမြဲတမ်းတရားဟောခိုင်းပါတယ်။မင်းညောင်ကဖီဖီတို့မြန်မာစာရောင်းရင်းနေလို့ပဲပြောမှာပေါ့။မြန်မာစာချစ်သူအသင်းကဆီမကြီးပပောက်ခဒေါက်တာစမ်းမြင့်လာပါတယ်။ဆီမကြီးကတမိဖီဖီကဝိပဿနာတရားအရင်လုပ်တယ်လို့ရည်စင်းစိုက်ပျိုးရေးတက္ကသိုလ်ကဆရာတွေကလည်းပြောတယ်။ကျောင်းသားတွေကလည်းပြောတယ်။ အဲ့တမီဖေဖေရဲ့ဝိပဿနာဘလို့လောက်တာလဲတမီသိတယ်ဆိုလို့ရှင်ဆ iamma ကိုပြန်ပြဝေပေးပါလို့ဆ iamma ကြီးဒေါက်တာစုမြန့်ပြောပါတယ်အဲ့ဒါနဲ့ကျမလည်းကျမသိတလောက်ကလေးဆ iamma ကြီးဖေဖေကကျမနဲ့အများကြီးမနေခဲ့ရပါဘူးကျမသိတလောက်ပြောပြရမယ်ဆိုလို့ရှင်ကတော့မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့တရားကိုနှစ်နာရီတရားပါ အလုတ်ပေးနှစ်နာရီတရားကို ကျွန်ဖွင့်နေဖွင့်ပြီးပြီးတဲ့ခါကျတော့ကျွန်မကတရားထိုင်ပါတယ်ဖီဖီကအဲ့တရားကိုနှစ်နာရီတိတိဖီဖီနာပါတယ်ဖီဖီကအင်မတန်မှဉာဏ်ကောင်းပါတယ်ဉာဏ်ကောင်းတဲ့အတွက်ကြောင့်မလို့လဲအခုလိုမျိုးမဆုံးခင်ဆရာကိုလေးအင်းဝဂုံကြီးဆုံးနေဆိုတဲ့အကြောင်းကြားတဲ့ခါကျတော့ကျွန်မဖီဖီကိုဆရာဆုံးတဲ့အကြောင်းမပြောရက်ပါဘူး ဒါပေမဲ့ဖီဖီကအဲ့ဒီအချိန်မှာမျက်လုံးဖွင့်ပါသေးတယ်။မျက်နှာချက်ကိုကြည့်ပြီးတော့ဖီဖီကရီးနေတယ်။ကျမစိတ်ထဲမှာမထင်ကောင်းပါဘူး။ဆရာများဆရာကဆရာကိုလေးအင်းဝကုံကြီးကဖီဖီစီကိုအမြဲတမ်းဖုန်းဆက်ပြီးတော့မှသတင်းမေးနေကြပါ။ဒါပေမဲ့မထင်မှတ်ပဲနဲ့ဆရာကိုလေးအင်းဝကုံကြီးကအရင်ထွက်သွားသွားရတာပါ။ဆရာဆုံးတဲ့နေ့ကဖီဖီကမျက်နှာချက်ကိုကြည့်ပြီးတော့ပြုံးနေတော့ ကျမစိတ်ထဲမှာအော်ဖီဖီများတိနေရလားမသိဘူးဆရာကိုလေးအင်ဝါကုံရများမျက်နှာကျက်မှာဖီဖီတို့များနှုတ်ဆက်နေရလားမသိဘူးလို့စိတ်ထဲကထင်လိုက်မိတာပါဒါပေမဲ့မကြောက်ပါဘူးအဲ့နေမှာပါပဲဖီဖီကထောက်လျှောက်အောက်ဆီဂျင်တွေလည်းကျပါတယ်အဲ့နေကလေးက23ရက်နေကလေးကအမောဖောက်ပါတယ်အမောဖောက်ဒါဒါပေမဲ့အမောဖောက်ပြီးပြန်သက်တာပြီဆိုလို့ရှင် ဒက်စမာတွေကိုပြုံးပြတယ်။တမီးတွေလာတယ်ဆိုလို့ရှင်လဲတမီးတွေကိုချက်ချင်းပဲဘလောက်ပဲဝေဒနာပြင်းပြင်းဖေဖေကအမြဲတမ်းပြုံးပြပါတယ်။အဲ့ဒါဒီအပြုံးဒီဖေဖေရဲ့သင်္ကေတတစ်ခုပါပဲ။ဖေဖေကအင်မတန်မှတပည့်တွေပေါ်မှာလဲမြစ်တာစေတနာဂယုနာအချင်နာတန်ရုံးစဉ်အင်မတန်မှကြီးတဲ့ဆရာတယောက်ဖြစ်တယ်လို့ ကျမတို့သာသမီတွေအပေါ်မှာလဲစိတ်ချမ်းသာမှုအမြဲတမ်းပေးပါတယ်ဖိပိဝေဒနာ ပြင်းတာကိုစိတ်မကောင်းဖြစ်မှာဆိုလို့ဖိပိနေကောင်းရဲ့လားသက်သာရဲ့လားဝေဒနာ ပြင်းနေလားလို့မေးလို့ရှင်ဘယ်တော့ခါမှဝေဒနာ ပြင်းတယ်လို့ဖိပိကမပြောပါဘူးအမြဲတမ်းပဲခေါင်းခါပြီးတော့အမြဲတမ်းပဲရှိပြပါတယ်ဖိပိလို့အဖေမျိုးဆိုတာရာခဲ့တယ်လို့ပဲ 表皮还是先。比